ရုပ်ဆောင်သီရိရှင်နဲ့ဟုတ်ပါတယ်2016မှာကျွန်မစပြီးရောဝဉဉတော်တူတီချင်းခံရပြီးရော2016မှာခရစ်တော်စပြီးရခဲ့တာဖြစ်ပါတယ်အဲ့ခရစ်တော်မရခင်ပေါ့နော်အကြောင်းလေးကိုအနှဲငယ်တက်သေးခံချင်ပါတယ်ကျွန်မ2015မေလမှာ GNYC conference ကိုဖိတ်ချင်ခံရပါတယ်နှစ်ရက်နေမှာကျွန်မမန္တလေးမှာဖွင့်ပွဲတစ်ခုတည်းဖဲချိုးဖျက်ဖို့သွားမှာပေါ့နော်အဲ့လမ်းမှာကျွန်မ ကားမောက်ခဲ့တယ်ကားကဘလော့တုံးငါးသုံးနဲ့ရေကန်တကန်ကိုတိုက်ပြီးတော့မှဟိုဘက်မှာသုံးပတ်လိမ့်ပြီးတော့မှကားလုံးဝရဆရာမရှိအောင်ဆုတ်ပြတ်သွားတာပေါ့နော်ဒါဒီကားကားအစ်စ်ပါကီလိုတစ်ထောင်ကျော်ပဲရှိသေးတယ်ကားအစ်စ်ပါဒါပေမဲ့အချင်းမကျမလေးဘာမှမပြောနိုင်ဘူးမျက်စိမိတ်ပြီးတော့ဖျားခဲ့ပါလို့ပဲကျမပြောနိုင်တယ်ဒါပေမဲ့အဲ့တော့ကျမဗုဒ္ဓပါလား ဒီဖ ياء ကိုလည်းကျမမသိသေးဘူးကျမအဲ့လိုပြောတဲ့အချိန်မှာအရန်တကိုးကြီးရဲ့အရန်နူးညံ့တဲ့လက်အစုံကကျမကိုထွေးဖွေပြီးတော့အရန်လုံခြုံတဲ့တနေရာကိုကျမကိုထားပေးတယ်အဲ့တော့ကျမခံစားရတယ်အဲ့ဒါဘာလဲဆိုတော့ကျမနားမလည်ဘူးကျမတတိယလာတဲ့အချိန်မှာကျမကားရဲ့ထောက်လေးမှာခွေပြီးတော့ကျမအဲ့မှာ ဟို let me know လာတယ်အချိန်မှာကျွန်မဟာငါ့ကိုဘယ်သူကယ်လဲမသိဘောနော်ကယ်တဲ့လူကတော့ရှိတယ်ဒါပေမဲ့အခုပဲငါတန်သေးရတော့မယ်ဘောနော်အဲ့လိုမျိုးဖြစ်ပြီးကျွန်မအော်တယ်ကယ်ပါကယ်ပါဆိုရှိမှအထဲမှာပါတဲ့ခြိုက်တောက်ခြိုက်တောက်တင်နေလဲကျွန်မခြိုက်ထုတယ်ကားကိုခြိုက်ခွဲတယ်ဒါပေမဲ့ကဘာမှမဖြစ်ဘူးပေါ့နော်အဲ့ချိန်မှာကျမတို့ရဲ့အဖြစ်အပျက်ကိုမြင်ပြီးရောမှဟိုရွာဟိုဟောပေါ့နော်ရွာသားတွေကပေါ့နော်ဒီကားမှာရှိတဲ့လူတွေကတော့တေလောက်ပြီလို့ဘာလို့လဲဆိုတော့ဟို ကားလည်းရဆရာမရှိအောင်ဆုပ်ပြက်ပြီးတော့ဟိုဘက်ကိုတုံးပတ်အလိုလိမ့်သွားတယ်လေဆိုတော့သူတို့ကအလောင်းကောက်ဖို့အတွက်ကျမစီလာခဲ့တယ်သူတို့ရပဲကျမကိုကဲထုတ်လိုက်တာပေါ့နော်ကဲထုတ်ပြီးတော့ကျမအဲ့မှာ GNYC conference ကိုကျမသွားခဲ့တယ်နောက်နေ့ရက်မှာပဲအဲ့ချိန်မှာကျမနောက်ကဘတော်စားပြီးတော့မျိုးစိကြခဲ့တယ်ပေါ့နော်အဲ့ပွဲကိုလည်းကျမဘာလို့သွားမှန်းလဲကျမမသိဘူးအမှန်တော့ဟိုကိုရဲ့နဲ့မဆိုင်တဲ့ပွဲပေါ့နော်ဒါပေမဲ့စာတန်းကဘာလဲဆိုကျမ ဒီမျိုးစေ့ကြပြီးပြောင်းလဲมาသူတအားကြောက်လို့ကျွန်မတတ်တဲ့ထီတောင်လောက်ခဲ့တယ်။ဒါပေမဲ့ဖခင်ကကျွန်မကိုကျွန်မသူ့တော်မသိဘူးယေရှုဆိုတာဘသူဘသူလဲဆိုတာမသိတဲ့အချိန်မှာခင်ဗျာဘယ်ဖခင်လဲဆိုတာမသိတဲ့အချိန်မှာတော့မကျွန်မကဲတဲ့ဖခင်ဖြစ်တယ်။ကျမအလောက်ထိချက်တဲ့ဖျားဖြစ်တယ်လို့အဲ2015မှာကျမ မျိုးနှုတ်ကပတ်တော်မျိုးစီကြပါရဲအချိန်မှမှကျမအသက်ရှင်နေဖရောက်ကျမစပြီးတော့မသိစိတ်တွေကနေရှာခဲ့တယ်ပေါ့နော်ဒါပေမဲ့2016မှာကျေးဇူးတော်အားဖြင့်ဒါချီလိမ့်မှာရှိရဲဆရာစံတိုးရဲ့တရားပွဲမှာပဲဒါချီလိမ့်မှာအမှကျမဝิญဉ်ကယ်တင်ခြင်းရခဲ့တယ်ခရစ်တော်စပြီးတည်ကျွမ်းခဲ့တယ်အချိန်မှလည်းကျမကိုယူပါရုံနဲ့ပေးတယ်သူ ခရစ်တော်ကလက်ဝါးကတိုင်မှာအသေးခံတာကျမတို့လူသားတွေအားလုံးအတွက်ဖြစ်တယ်။သူအပြစ်တွေအားလုံးကိုသူတယောက်တည်းခါးစီးပြီးခံတယ်။သူယုံတဲ့လူတွေကယ်တင်ခြင်းရမယ်ဆိုတာကျမတို့ရှင်းပြခဲ့တယ်။ဘုညံတော်နဲ့ပဲရှင်းပြခဲ့တဲ့အချိန်မှာပြီးတော့ဒီဖျားအသက်ရှင်တဲ့ဖျားဖြစ်တယ်။တည်ခြင်းဝအောင်တဲ့ဖျားဖြစ်တယ်။တော်ရမြောက်မှာရှင်နံဖျားထမြောက်တဲ့ဖျားချစ်တယ်ဆိုတာကျမတိခဲရတယ်တို့တူပဲဖျားချစ်ချင်းမြတ်တာကျမနှလုံးသားထဲမှာစီးဝင်တာ ဒီဖျားကလေကပောင်မှာရှိရဲ့လူသားရဲ့အားလုံးထက်ကျမကိုချက်တယ်ဆိုတာဒီထဲမှာနှလုံးသားထဲမှာစီးဝဲပြီးတော့ဒီဖျားမှမရရင်ကျမဟိုဘယ်လိုပြောမလဲဆိုအသက်ဆက်မရှင်ချင်တော့ဘူးဒီဖျားကိုပဲကိုးကွယ်ချင်တယ်ဒီဖျားနဲ့ပဲသွားချင်တယ်ဒီဖျားရဲ့အကြောင်းပို့ပြီးသိချင်တယ်ဆိုပြီးတော့ကျမစာငတ်ခဲ့တယ်ခင်ဗျာဒါပေမဲ့ကျမအဲ့မှာဟိုတက်တေခံတဲ့အချိန်ပေါ့နော်မမျော်လင့်မှန်းနဲ့အွန်လိုင်းမှာပြန်သွားတယ် အဲ့တော့ဖခင်ကကျမကိုပြခဲ့တဲ့ယူပါရုံရှိရဲအဲ့ဒါတော့ကျမကတားလေးတယောက်မွေးဖွားမယ်ဆိုတာပြခဲ့တယ်နောက်ပြီးတော့တမီးဟာဖခင်ကအရရာပေါ့နော်ကျမကိုလှုပ်ပေးမယ်ဟိုစင်ရင်ချင်းနေမရှိတော့ဘူးကျမရဲ့ဒီပျော်ရွှင်ခြင်းနေပေါ့နော်ထာရပျော်ရွှင်ခြင်းနေလှုပ်ပေးမယ်ဆိုပြီးတော့ကျမကိုပြောခဲ့တယ်ကျမကိုထွေးပွေခဲ့တယ်ကျမကိုဂတိတော်တွေပေးခဲ့တယ်ပေါ့နော်အဲ့လိုတတ်သိခံချက်တတ်သွားတဲ့အချိန်မှာ ကျမအရန်နာမည်ကြီးွားတယ်။ဘောင်းနာမည်ကြီးရလဲဆိုဆဲခံရတဲ့နေရာမှာနာမည်ကြီးွားတာပါ။ခရစ်စတန်နေပဲကိုကွယ်တဲ့နိုင်ငံမဟုတ်ဘူးဆိုတော့ဒီဖခင်ကိုရတဲ့ချိန်မှာမကြိုက်ကြတော့ဘောနော်။ပြီးတော့ကျမဝိုင်းဆဲကြရဲဝိုင်းတမုတ်ကြရဲရစရာမရှိအောင်ပြောရဲအတိုင်းဝိုင်းတစ်အတိုင်းဝိုင်းတစ်ခုလုံးကကျမကို ဟိုလက်မတွဲချင်တော့ဘူးကျမလည်းအလုံးမလုံးချင်တော့ဘူးပေါ့နော်ကျမအရင်စူးစားခဲ့တဲ့ဒီနေရာထိရောက်တာပေါ့နော်နေကနေပြီးတော့ကျမလာရှူရဟုတ်တယ်လာရှူရှက်မိနေမြောက်ပိုင်းလာရှူရနေပြီးတော့ရန်ကုန်ကိုတယောက်တည်းတက်လာပြီးတော့ကျမဟိုတရုတ်ဆောင်အရင်ဝန်သာပါပြီးတော့နာမည်တစ်ခုရအောင်ကျမရက်တည်ခဲ့ပေမဲ့စာရန်ကကျမကိုဒီအရာတွေကနေပါဆွဲထုတ်ချင်တာပေါ့နော် တမန်ကျမမမှုဘူးဖခင်ရဲ့ခွန်အားနဲ့ပဲသွားရတယ်။အဲ့တော့ကျမဖခင်ကိုမေးတယ်။ဖခင်ကတော့သူ့ကိုရလို့ရှိရင်တမီးကဝမ်းမြောက်ရမယ်အရာပြည့်စုံမယ်ဆိုတော့တမီးကဘာဖြစ်လို့ဒီမျိုးတွေခံရတာလဲဆိုတော့အဲ့ချိန်မှာဆူတောင်းပြီးတော့ကျမကျန်းအဲ့တော့ကျန်းစာကြီးလည်းမဖတ်သက်သေးဘူး။ဆူတောင်းပြီးတော့စာအုပ်ကိုလှန်လိုက်တဲ့အချိန်မှာဖခင်ကတန်ချက်အဖြစ်ပြောရဲငါနာမ၌ကေရေပြည့်တဲ့ရှောက်ချခံရရင်မင်္ဂလာရှိတယ်တဲ့ ထိုသူရဲ့မင်္ဂလာကောင်းကင်မှာတာ၍ကြီးမယ်တဲ့အဲ့လိုမျိုးပြောတယ်ကျွန်မအဲ့ကျန်းချက်ကိုကျွန်မဒီချိန်ဒီနေ့ဒီချိန်ဒီမမေ့ပါဘူးဘာလို့ဆိုတော့ကျမအသက်တာမှာတခဲကိုမှနှုတ်ကပတ်တော်နဲ့တွေ့ပြီးတော့မှကျမကိုအသက်ဖြစ်စေတဲ့ကြမ်းချက်ဖြစ်လို့ပါ။ဘာလို့လဲဆိုတော့ကျမအလုံးကရဲ့ပြည့်တင်ရှုံချခံရခြင်းမှာမိသားစုကလည်းကျမကိုဟိုမလိုလားဘူး။အတိုင်းဝိုင်းကျမရဲ့ generation တစ်ခုလုံးပေါ့နော်မျိုး over sense တစ်ခုလုံးမှာကျမရင်ဆုံး ခရစ်တော်ရခဲ့တာဖြစ်တယ်လို့အဲ့တော့ကျမမိသားစုကလည်းကျမကိုမနှိမ့်ညို့ဘူးအထင်သေးတယ်ပေါ့နော်အဲ့ကြောင့်ကျမစွတောင်းနေ ဖခင်သမီးအဖေတွေကိုအမေကိုပြန်ပြောလို့ရမယ့်စကားသမီးပါပြောရမှာလဲပေါ့နော်အိမ်ဘွားနေချရင်လည်းကျမမစင်းမစင်းချင်ဘူးလေသွားဆရာနေရလည်းမရှိဘူးဖြစ်တဲ့အတွက်ပေါ့နော်ဟိုတကယ်လို့ဖခင်ကမေးတဲ့အဲ့တုန်းကလည်းကျမမှာအမျိုးတိုင်မြင်ပေါ်တိုင်မြင်ဖက်လည်းမရှိဘူးဖခင်ပဲရှိခဲ့တာမေးတဲ့အခါကျတော့ကျမ အဖေကိုစာပို့လိုက်တယ်အဖေလို့အဖေတော့ဘာလို့ရှက်တာလဲလို့တမီးကိုလို့ဘာဆိုတော့တမီးကမကောင်းတဲ့ဗီဒီယိုတက်တာလဲမဟုတ်ဘူးပေါ့နော်ဖះရှာတဲ့ဗီဒီယိုတက်တာလို့အဖေတော့ပို့ပြီးတော့ဂုံဂုံယူရအောင်မယ်ပေါ့နော်အခုချိန်မှာအဖေတို့အဲ့လိုမျိုးမျက်နှာမရဘူးဖြစ်တယ်ပြောပြောဆိုတာခံရတယ်နင်တို့မိဘရအတော့မချလို့နင်တို့တမီးရဒီလိုဖြစ်သွားတယ်ဆိုပြီးအဲ့လိုမျိုးပြောဆိုတာခံရပြင်မယ်လို့တနေ့နေ့တစ်ချိန်ချိန်မှာတမီးဖះကလို့လူပေါ်အလဲမှာခေါင်းမော့ရှင်ကောရတဲ့အဖြစ်ကိုပြန်ပေးမှလို့ မီးကဒီဖျားကိုခဲရခဲစေရခဲ့တာလို့သမီးအများကြီးဖြစ်ကြပြီးတော့တမသမီးအရင်တမိုးရှိအသက်ရှင်တဲ့ဖျားကိုသမီးခဲရခဲစေတွေးခဲ့တာလို့ဒီဖျားကလွယ်ဘူးသမီးချန်တဲ့ဖျားမကိုးကွယ်နိုင်ဘူးလို့ဒီဖျားကိုပဲသမီးကိုးကွယ်မယ်လို့အပေတို့နားလေပေးပါလို့သမီးတောင်းပန်ပါတယ်လို့အဲ့လိုပြောပြောအေးစာတစ်စာပို့လိုက်တဲ့နောက်ပိုင်းမှာအပေနဲ့အမေလည်းကျွန်မဘာမှမပြောတော့ဘူးဒီနေ့ဒီချိန်ထိပါပဲ အဲ့ချိန်မှာကျမရဲ့ဒီရုပ်ရှင် industry ကလည်းပေါ့နော်ကျမနဲ့ကားရိုက်ဖို့ပြောထားတဲ့လူတွေကြော်ညာရိုက်မဲ့လူတွေကလည်းဘယ်သူမှမဆက်သွယ်တော့ခါမှာကျမကဟွာဖြစ်သွားတယ်တော့ကအလုံးမရှိတော့တဲ့အကမရှိတော့တဲ့တယောက်တယောက်ဖြစ်သွားတာပေါ့နော်ဒါပေမဲ့ကျမမမှုဘူးဘာလို့လဲဆိုတော့ကျမဖေဟာအသက်ရှင်နေဖေဟာဖြစ်တယ်ဆိုတော့ကျမကောင်းကောင်းသိတယ်ဖေဟာမဆမယ်ဆိုတော့ကျမသိတယ်ပြီးတော့ကျမလူလိန်ခံရတယ်ပတ်ဝန်းကျင်မှာရှိရရင်းနှီးရဲ့လူတွေကပဲကျမကိုလိန်နေ ကျွန်မအရင်တော့ပြပြဆုံဆုံချမ်းချမ်းသာသာဘွားကျူးစားပြီးရခဲ့ပေမဲ့လည်းကျွန်မဖျားရတဲ့ချိန်မှာသူတို့လှိန်လိုက်လို့ကျွန်မ0ဖြစ်သွားတယ်အကျွေးတော်တင်သွားတယ်ပြောရမယ်ဆိုရင်ကျမအရင်လူတွေတနာတက်တဲ့ခါကျတော့သူတို့အမခံပြီးရောကျမလက်မထိုးပြီးရောချင်းငါပေးတဲ့အရာရှိရဲ့အဲ့အရာတွေတော့ကျမပြန်ဆက်ရတာပေါ့နော်အဲ့ချိန်မှာကျမဘာလုံးမရှိဘူး ။ကားကလည်းဒီလိုမျိုးဖြစ်သွားတဲ့အချိန်မှာ ကျွန်မကားတစည်းကိုလည်းပြန်ပြီးတော့ဗောနော်အဝဲချင်တယ်။သွားစရာလည်းမရှိဘူး။ဒါပေမဲ့လက်ထဲမှာလည်းတပြားမှမရှိဘူး။အဲ့တော့ကျွန်မဖေရောက်ပဲဒူးထောင်ဆူတောင်းနေအဖေသမီးမှမဟုတ်ဘူးမရှိရောဘူး။တုံးစရာမရှိရောဘူး။သမီးကိုမဟုတ်ဘူးပေးပါလို့ဆူတောင်းနေ။ညာဆက်တနိုင်မှာတငယ်ချင်းကတကားလာခောက်တယ်။သီရိတဲ့ပြောစရာရှိလို့အောက်ခဏဆင်ခဲ့တဲ့အဲ့လိုပြောတဲ့အချိန်မှာကျွန်မ observe ရတယ်။အဲ့ချိန်မှာပတ်သက်တဲ့တိန်ထုတ်ပေးတယ်ကျွန်မ ထုတ်ပေးပြီးတော့ဘာပြောလဲဆိုတော့ဖះရတဲ့အခုညပဲပေးခိုင်းတာတဲ့မင်းနဲ့ तू မပေးရမချင်စိတ်ထဲမှာမပြောဘူးတဲ့နေလို့မရဘူးတဲ့ပြီးတော့ဖះပြောခိုင်းနေတဲ့ဒီဒီပတ်စံအတန်ရှင်တဲ့ပတ်စံဖြစ်တယ်တဲ့ဒီပတ်စံရပြီတဲ့နေရစပြီးပွားများလာမယ်တဲ့ဖေတော်မှာ ဒီလိုမျိုးအခက်ခဲမဖြစ်ရတော့ဘူးဆိုပြီးမှဖခင်တို့မျိုးပြောခဲ့တယ်။တကယ်ဖခင်ရဲ့ကတိတော်ကမှန်တယ်။ကျွန်မပတ်စံနဲ့ပတ်သက်ပြီးဖခင်နောက်ထပ်ဒူးမထောက်ရတော့ဘူး။အဲ့ပတ်စံကလည်းတကယ်ပွားများလာတယ်။ကျွန်မအဲ့ပတ်စံဖခင်စီကပေးတဲ့ကျွန်မရတဲ့ပတ်စံတသိန်းကအရင်တော့ကျွန်မရတဲ့ထောင်ပေါင်းများစွာနဲ့ပို့ပြီးတန်မိုးရှိတယ်။တန့်ရှင်တဲ့ပတ်စံဖြစ်တယ်။အကြောင်းပြောကျွန်မဝန်ခံချင်တာပေါ့နော်။ကျွန်မတို့ဒီ ဟိုပျော်ပြချင်တာပေါ့เนาะကျမတို့ဖျားရပြီးရနောက်ပိုင်းမှာလဲစုံစမ်းနောက်ရှက်ချင်းနေအများကြီးကြုံရရပေါ့เนาะဒါပေမဲ့စုံစမ်းနောက်ရှက်ချင်းတစ်ခုကြုံရတိုင်းကြုံရတိုင်း မဖရားသမီးကျမဘေးမှာအများရန်ရှိပြီးတော့ထွေးပွေထားတယ်ကျမအဖြေပေးတယ်ဖရားအသက်ရှင်နေဖရားဆိုတာပူပြီးသိစီချင်တယ်ကျမတို့နဲ့တကယ်ကိုမှဟိုသူ့ပဲအားကိုးစီချင်တာပေါ့နော်အဲ့တော့ကျမလည်းဖရားကိုမေးတယ်ကျမဘာဖြစ်လို့အဲ့လိုမျိုးဖြတ်သွားရလဲဖရားရရင်အရာပြည့်စုံတယ်မဟုတ်ဘူးလားလို့မေးတဲ့အချိန်မှာဖရားကျမကိုကြံချက်နဲ့ပဲစကားပြောတယ်အဲ့တော့ဘာလဲဆိုတော့စပြည့်ရီဘူးအဟောင်းမှာတဲ့စပြည့်ရီဘူးစပြည့်ရီအစ်စ်ထဲလို့မရဘူးတဲ့ ကျမကကျမရဲ့အာကျမရဲ့ဟိုကျမရဲ့အတ္တအဟောင်းပေါ့နော်အဲ့ဒါလေအကုန်လုံးဖြိုချဖြက်စီပြီးတော့မှဖခင်အစ်စ်ပြန်ပေးချင်တာပေါ့နော်သူရဲ့ကောင်းကြီးသူရဲ့လက်တော်ဘယ်လောက်လှပလဲသူတကောတော့ဘယ်လောက်လှပလဲဆိုတော့ကျမကိုသိစီချင်တာသူကိုယ်တိုင်လှုပ်ပေးချင်တယ်ဖခင်ဖြစ်တယ်ဆိုတော့ကျမကိုစကားပြောတယ်ပေါ့နော်အကြောင်းလို့ဖခင်ရှင်ရန်ကောင်းမြတ်တယ်အဲ့ဟာတွေလည်းကျမခံရပြီးတဲ့အချိန်မှာအော်ဟိုငါဖခင်ရရင်ပြီးသွားပြီဖခင်ကငါအတွက်ကပထမပဲ ကျွန်မနိုင်ရဲနမီကြီးချင်ခဲ့တာဟုတ်တယ်စူးစားခဲ့တာလည်းဟုတ်တယ်ထိုင်ပေမဲ့ဒါတွေကဘာမှမဟုတ်တော့ဘူးဆိုတော့ကျမသိလာတယ်ဖះရရပြီးနောက်ပိုင်းမှာသက်ဆန်ကလည်းကျမတို့ဘာမှမဟုတ်တော့ဘူးကျမကိုလည်းအပြစ်တင်ပြောဆိုတာတွေလည်းကျမခံရတယ်ဒါတွေလည်းကျမမမှုတော့ဘူးပြီးတော့ အခုဒီအဲ့မှာတသိန်းရပြီးနောက်မှာကျမပြန်ဆက်ပါမယ်အဲ့မှာပြီးတော့ကျမကိုပိတ်ချင်းရနေပြီးရော PK ရနေပေါ့နော်အတန်အတန်တရုတ်ဆောင်လုပ်ဖို့ဆိုပြီးရောကျမဆက်သွဲလာတယ်ဆက်သွဲလာပြီးရောကျမအတန်တရုတ်ဆောင်လုပ်တဲ့ကျေးဇူးတော်ကြောင့်ကျမကားပြန်ဝယ်လာနိုင်တယ်တဖြည်းဖြည်းနဲ့ပြန်အဆင်ပြေလာတယ်ပေါ့နော်အဆင်ပြေလာတယ်အရင်အရင်လိုတော့မဟုတ်သေးပေမဲ့ ဘုရားနဲ့သွားလာတဲ့အချိန်မှာပြန်ပြီးဆင်ပြေလာတယ်။ပြီးတော့ပြီးတော့ကျမတို့ကိုဗစ်တခါဖြစ်ကြတယ်။အဲ့မှာတခါထပ်ပြီးနာမည်ကြီးွားတယ်။ဆဲခံရတဲ့နေရာမှာပဲအဲ့မှာလဲ။ကောလုံးဝိုင်းဆဲကြရပါတော့။အချိန်တော့ကလည်းဘုရားကိုချီးမွမ်းရင်းနဲ့ကိုးကွယ်ရင်းနဲ့ကျမတို့ဖြစ်တယ်ဆိုတော့လေဟိုဘုရားအနာရောဂါပျောက်စေတဲ့ဘုရားဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့ဒီရာကိုကြုံစီခြင်းလဲဆိုတာကျမတို့ပြီးမှအဖြေရတယ်။ဘာဖြစ်လို့လဲဆိုကျမတို့ first week မှာအဲ့လိုမျိုးဖြစ်သွားတယ်။ second week နဲ့ third week မှာကျတော့လူတွေအကုန်လုံး ဟိုအသက်ဆုံးရှုံးတာတွေအများကြီးရှိခဲ့ရပေါ့နော်အောက်ဆီဂျင်ပြည့်စုံလူနဲ့ဆုံးရှုံးရတဲ့လူတွေရှိရတယ်။ဒါပေမဲ့ကျွန်တော်တို့ first wave မှာတစ်ခဲ့ဖူးတဲ့လူတွေရဲ့ antibody ပေါ့နော်အဲ့ antibody တွေးရကြည်ကဒီ second wave တက် wave မှာဖြစ်တဲ့လူတွေကိုပြန်ပြီးတော့ကုပေးနိုင်တယ်ပေါ့နော်အဲ့ antibody ထိုးလိုက်လို့ရှင်တို့ကတက်တာပြောက်ခင်းတယ်ဆိုတော့ဖခင်ကကျွန်တော်တို့ကြံဖန်ပြီးချင်းမြောက်တဲ့ဖခင်ဖြစ်တယ်ပေါ့နော် အချိန်မှာပဲကျမကိုအင်တာဗျူးတွေကဟို channel ပေါင်းစုံတဲ့မလားမီဒီယာပေါင်းစုံအင်တာဗျူးတွေပြန်လာဗျူးပြီးတော့ကျမအမှုပညာလောကတွေကိုလေလှပစွာနဲ့ပြန်ရောက်လာတယ်။အဲ့လိုမျိုးဖျားတစ်ခါလေကြာရင်လှုပ်တာပေါ့နော်မစီလျော်တဲ့ကောင်းကြီးပေါ့နော်အဲ့ဖူဖူဥတ္တမတော်ပြောသလိုပဲမစီလျော်တဲ့ကောင်းကြီးဆိုတာဖျား ယုံကြည်သူတွေမှာတကယ်ရှိရဲ့ကြည်လိုက်လို့ရှင်တော့မစီလျော်ပါဘူး။ဒါပေမဲ့ဒါကကောင်းကြီးဖြစ်ဖို့အတွက်ဖခင်ကလမ်းခင်းပေးတဲ့အရာတွေတစိမ့်မီတစိမ့်လုပ်ပေးတဲ့အရာတွေဖြစ်တယ်ပေါ့နော်။အဲ့နဲ့ကျွန်မအနုပညာလောကတွေကိုပြန်ရောက်လာတယ်။ကျွန်မတကယ်ဟိုမှာ2020မှာပဲပေါ့နော်။အမျိုးသားကိုစပြီးရောတွေ့ခဲ့တယ်။အဲသူနဲ့မင်္ဂလာဆောင်ပြီးရောတားလေးတယောက်ပထမဆုံးဖះစားတွေ့တဲ့အချိန်မှာပဲကျမကိုဖះယူပါရောပေးထားတဲ့အတိုင်းတားလေးတယောက်ကျမရခဲ့တယ် ကားမောက်ကလေးကျမတည်သွားပါပြီဒါပေမဲ့ဖခင်ကကျမကိုအသက်ပြန်ပေးခဲ့တာဖြစ်တယ်ကျမပြောင်းလဲပြီးရဲ့ချိန်မှာလဲကျမကိုကားမောက်ပြီးဖြစ်စဉ်ကိုဖခင်ကတကယ်ကိုရုပ်ရှင်ကားချက်တစ်ချက်ကြည့်နေရတယ်လို့ပဲအဆအဆုံးပြခဲ့တယ်ပြလို့လဲကျမအဲ့တော့ကဲတင်ခဲ့တာသူဖြစ်တယ်ဆိုတာကျမကိုပြောခဲ့တယ်အဲကြောင့်မလို့ကျမပြောချင်တာဒီဖခင်ကတဲ့ချိန်မှာပဲဖြစ်ဖြစ်ပေါ့နော် သူတိတိဖြစ်စေမတိတိဖြစ်စေဖခင်က အသက်ရှင်တဲ့ဖခင်ဖြစ်တယ်လူတွေအလုံးချစ်ပြီးတော့လူတွေအလုံးကဲတင်တဲ့ဖခင်ဖြစ်တယ်ဆိုရာကောင်းတာတွေပဲသူ့မှာမရှိဘူးသူလူလူသားအလုံးချစ်တယ်ပြီးတော့ကျမတို့လိုမျိုးနှလုံးချိတ်ကွဲပြီးတော့ခံစားရတဲ့လူတွေကိုလည်းအထူးနှစ်သိမ့်ချင်ပေးပြီးတော့သူရဲ့ခွန်အားနဲ့ကျမတို့ရှေ့ဆက်စေတာဖြစ်တယ်လို့ဒီလိုဆောင်ပွဲတစ်ခုတစ်ခုဖြေရတိုင်းပေါ့နော်ကျမတို့ကဝင်ရင်ရရမှာ level တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်ဖို့ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုကျမတို့ကအမွေခံရမှာဖြစ်တယ်။ နိုင်ငံတော်ရဲ့အမွေခံရမှာဖြစ်တယ်လို့ဘာလို့လဲဆိုတော့ကျမဖီးယားသားသမီးဖြစ်လို့ပဲဖြစ်တယ်အဲကြောင့်မလို့ကျမကိုလည်းယောဘအသက်တာနဲ့တကယ်ကိုမှနော်ဖီးယားကလည်း မခံနိုင်တဲ့စုံစမ်းခြင်းကိုမပေးဘူးတဲ့တစ်ဖက်မှာလည်းထွက်မြောက်ရလမ်းကိုပြင်ဆင်ထားပေးတဲ့ဖះဖြစ်တယ်လို့။ဘာဖြစ်လို့လဲဆိုကျမကိုဒီစုံစမ်းခြင်းကကျမခံနိုင်တယ်ဆိုတာဖះအသိလို့ဖះယုံလို့ကျမကိုပေးထားတဲ့စုံစမ်းခြင်းဖြစ်တယ်ပေါ့နော်။တစ်ဖက်မှာလည်းထွက်မြောက်ရလမ်းဆိုတာဆရာရဲ့နှုတ်ကပတ်တော်အာဖြစ်ကြိုးပြီးကျမကိုပေးထားတဲ့ဘေးမှာယုံကြည်သူမမီမတွေမောင်နှမတွေတကယ့်ဖះပေးတဲ့မိသားစုကကျမကိုနှွေးထွေးစေတယ်ကျမကိုဘေးမှာအတူတူငိုပေးတယ်အတူတူပျော်ပေးတယ်အတူတူခွန်အားပေးတဲ့မိသားစုကျမတို့ဘေးမှာထထားပေး